ဒီပိုင်းဆာမတော့ဆာကူရာကကြောင်းခဲတဲ့ကိုလျှောက်လာနေခဲ့ပါတယ်။အတန်းတွေကသူတွေကဆာကူရာဒီနေ့ရောကြောင်းပြတ်အောင်မလားလို့စိတ်ပူနေခဲ့ကြပြီးဒိုင်ကာကဒီနေ့သာကြောင်းမလာအိမ်ထိလိုက်ပြီးတော့ပရိုတိန်းတွေသွားပြီးတော့တိုက်ပြစ်မယ်လို့ပြောနေခဲ့ပါတယ်။အဲဒီမှာဆာကူရာငန်းငန်းဆိုင်ဆိုင်နဲ့တန်းရှိကိုရောက်လာခဲ့ပြီးဂီရီတို့ကလည်းခဏခဏဖျားတတ်တဲ့ဆာကူရာကိုစူနေခဲ့ကြပြီးတော့နောက်ကိုသတိထားဖို့ပြောနေခဲ့ပါတယ်။ဒိုင်ကာကတော့သူလည်းခဏခဏဖျားတတ်တာကိုသူကြဘာမှလည်းမပြောကြဘူးလို့ပြောနေခဲ့ပြီးတော့ငူငိုင်းဖြစ်နေတဲ့ဆာကူရာကိုနီရဲကသတိထားမိသွားခဲ့ကဘာဖြစ်လာလဲလို့မေးလိုက်ပါတယ်။ ဇာကူရာတော့သူ့ရဲ့စိတ်ထဲမှာဂျိုဒန်လန်းရှောင်းနေရလို့မိုးချက်နေခဲ့ပြီးတော့ဥမဲမီယာပြောတဲ့အားကိုးလိုက်ရမ်းမှာဆိုတဲ့စကားကိုသတိရနေခဲ့ကာအားလုံးပြောပြကြင်တာတစ်ခုရှိတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။သူကအမြဲတမ်းအရာရာကိုတယောက်တည်းရင်ဆိုင်မှုအတွက်ဆုံးဖြတ်ခဲ့မှုတဲ့အကြောင်းပြောပြခဲ့ပြီးအမှန်တကယ်မှာတော့သူတယောက်တည်းဘာမှမလုပ်နိုင်ဘူးလို့ပြောခဲ့ပါတယ်။သူကကိုကိုမလုံးမလဲစိတ်တွေနဲ့ကြောက်နေတဲ့အခါတိုင်းအတန်းတရာလူတွေပေါ်ပုံချပစ်ခဲ့လို့ပြောပြခဲ့ကာသူ့လိုအတန်းကောင်းဆောင်တယောက်ကိုအားလုံးကစိတ်ပြတ်နေကြမယ်ဆိုတာသူသိတဲ့အကြောင်းကိုပြောလိုက်ပါတယ်။သူရဲ့လောရဲ့ဒီအကြောင်းအားလုံးဒုက္ခရောက်ခဲ့ရတဲ့တောင်းပန်ပါတယ်လို့ပြောလိုက်ပြီးတော့ အားလုံးကဘာတွေပြောနေမှမသိတဲ့ဆာကူရာကိုဦးချောင်နဲ့ကြည့်နေခဲ့ကြပါတယ်။အဲဒီမှာဆူကီရှိတာကဖောင်းကနေကန်ချပလိုက်ပြီးတော့အဲ့ဒါလမ်းလာပိတ်နေလို့ကန်တာဖြစ်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ပြီးတော့အားလုံးကဆာကူရာကိုဝိုင်းကန်ပစ်ခဲ့ကြပြီးလွင်သွားတဲ့ဆာကူရာကိုဂုတ်ကနေဆွဲကပေါက်တဲ့ကရှောက်ပြောမနေနဲ့တော့လို့ပြောလိုက်ပါတယ်။ဒိုင်ကာနဲ့ဂျားသူတွေကတော့သူတို့ကိုအဲ့လိုပြောလိုက်တာကစော်ကားခံလိုက်တယ်လို့ပဲလို့ပြောခဲ့ကြပြီးအန်ဆိုင်ကမင်းကမင်းရဲ့မကောင်းတဲ့အချက်တွေကြီးပြောသွားတာပဲ။မင်းအစားကလေးကကြောင်တောင်တောင်နဲ့ဦးကြောင်တောင်ဆိုတာငါတို့အားလုံးသိတယ်လို့ပြောလိုက်ပြီးတော့ ဒါမဲ့ငါတို့ထိုးချိတ်ခံရတဲ့အချိန်မှာစိတ်ပူပေးခဲ့တာကမင်းပဲလေငါတို့ကဘာကိုစိတ်ပြရမှာလဲမင်းကောင်ကဘာတွေကိုတောင်းပန်နေရလဲလို့ပြောလိုက်ပါလေမင်းတော့ငါတို့ဘာမှဒုက္ခမရောက်ခဲ့ဘူးအေးရောက်ပြီဆိုရင်လည်းမင်းတို့ဘူးမှအပြစ်မြင်မှာမဟုတ်ငါတို့เจ้าမှာအဲ့လိုစိတ်တက်တဲ့ကောင်တွေမရှိဘူးလို့ပြောလိုက်ပါလေမင်းဘလောက်ပဲကြောင်တော်တော်ဖြစ်နေပါစေမင်းကငါတို့ရဲ့တငယ်ချင်းပဲလို့ပြောလိုက်ပြီးတော့ငါတို့ကမင်းကိုတကယ်ခင်တာကွာလို့ပြောလိုက်ပါတော့တယ်အဲ့ချိန်ဆာကူရာစိတ်ထဲမှာတော့အရင်တယောက်တည်းဂျိုဒန်လန်းရှောင်းနေခဲ့ရကနေဘန်းကင်းထဲကိုရောက်လာခဲ့ပြီးတော့သူ့အတွက်တငယ်ချင်းတွေရှိလာနေပြီးစွာကိုခံစားလိုက်ရပါလေ ဆိုကဇာကူရာကိုပြဿနာတွေလဲကြိုက်တော့ရှာဗာရီပဲဖြစ်လာဖြစ်လာငါတို့ကစိတ်ထဲမထားဘူးလို့ပြောလိုက်ပြီးတော့အချိန်ပြီးတော့နေသားကြောင့်စူးစမ်းလိုက်ဖို့ပြောခဲ့ပါတယ်ဒါမဲ့အန်ဆန်ကတော့ဇာကူရာကိုတန်းကောင်းဆောင်လုပ်နေပြီးဒါလေးတော့မသိဘူးလို့ပြောလိုက်ပြီးတော့ဒေါသထွက်နေခဲ့ကညနေကျောင်းဆင်းအားလုံးတူတူဗာပြီးသွားကျူးကြမှာမလို့လိုက်ခဲ့ရမယ်လို့ပြောလိုက်ပြီးတော့တဒန်းလုံးလဲပျော်သွားခဲ့ကြပါတော့တယ်တဒန်းလုံးစားမဲ့ညသားအတွက်ကိုဇာကူရာကဆုံးဖြတ်ပေးဖို့ကီရီယူကပြောနေခဲ့ပြီးတော့ဇာကူရာကတော့အန်အောနေခဲ့ကတဒန်းလုံးကတော့အသားအကင်အသားအကင်ကိတ်မုံကိတ်မုံမွန်ချာမွန်ချာနဲ့ပိတ်တာလေးလို့အော်နေပါတော့တယ် ဒါမဲ့ဆာကူရာကကျောက်ထမင်းကျော်ပဲစားရမယ်လို့ပြောလိုက်ပြီးတော့အားလုံးကလည်းကျေနပ်သွားကြပါတော့တယ်ကျောက်ထမင်းကျော်ဆိုလို့မမကိုတိုဟာရဲ့ဆိုင်ကိုသွားကြအောင်ပြောလိုက်ကြပြီးဆိုကဘာဝင်ပြောမဲ့ညိန်တဲ့ညီရဲကိုဘာလို့ဘာဝင်ပြောတာလဲလို့မေးလိုက်ကညီရဲကလည်းဒီနေ့နည်းနည်းစိတ်ရှုပ်နေလို့ပါလို့ပြောလိုက်ပါတယ်သူနဲ့ចောင်းဆင်းရတဲ့ခါမှာတော့ကိုတိုဟာရဲ့ကော်ဖီဆိုင်ထဲကိုရောက်လာခဲ့ကြပြီးအားလုံးတို့ကကျောက်ထမင်းကျော်လှုပ်ပေးဖို့မှာတာကြောင့်မျက်လုံးပြူးနေခဲ့ရပါတယ်သူကမလှုပ်ပေးဘူးကကော်ဖီပဲတောက်ကြလို့ပြောလိုက်ပြီးမြေကိုရိုဟာရဲ့ကျောက်ထမင်းကျော်ကကမ္ဘာမှာအကောင်းဆုံးပဲလို့ပြောတာကြောင့်လှုပ်ပေးလိုက်ရပါတော့တယ် အချိန်ဆိုင်တဲ့ဝင်လာတဲ့သူတွေထဲမှာဆာကူရာပါပါနေရာကြောင့်နေကောင်းသွားပြီလားလို့မေးလိုက်ကဆာကူရာကတော့နောက်နေ့မှမနေ့ကပကံကိုပြန်ပေးမယ်လို့ပြောလိုက်ပြီးဦးကြောင်ကြောင်လုံးနေပြန်တဲ့ဆာကူရာကိုသွားစားကြဖို့အတွက်အတန်းသားတွေကဆွဲခေါ်သွားခဲ့ပါလိမ့်။အိုင်နာမာတို့ကူရာကကျောက်ထမင်းကြော်လေးလုံးပေးခဲ့ပြီးတဆိုင်လုံးကလည်းကျောက်ဦးလေးလည်းကုန်နေခဲ့ပါပြီ။အဲဒီအချိန်မှာတန်းသားတယောက်ကဆာကူရာကတော့သူ့ရဲ့မကောင်းတဲ့အချက်တွေပြောပြသွားခဲ့တာငေါလဲတယောက်လည်းအကျဉ်းဆိုးတွေကိုပြောပြကြအောင်လို့ပြောလိုက်ပါလိမ့်။ပြီးတော့သူကအရင်ကျွန်တော်ကပိုးကောင်တွေကိုကြောက်တယ်လို့ပြောလိုက်ပြီးထားအော်ဒါကြောင့်အပေါ်ရန်ကမာကြောကြပြီမိတ်။ အထဲမှာတော့ကလေးလိုတွေကြီးပဲလို့ဇာကူရာလည်းတွေးနေခဲ့ပါတော့တယ်။ဒိုင်ကတော့ "तू ကတရေကြောက်တယ်"လို့ပြောလိုက်ပြီးတော့ညပိုင်းအိမ်သာသွားရင်လည်းမီးဖွင့်ထားမှထွက်တယ်လို့ပြောပြခဲ့ကာကောင်းဆောင်ရင်အောင်တရေကြောက်လို့မျက်စိမမိတ်ဘူးလို့ပြောပြလိုက်ပါတယ်။ဒါနောက်ကီရီယူကမျက်စိတွေမကျေးဘူးလားလို့ပြောလိုက်ပြီးဒိုင်ကတော့"ကျင်းတော့ကျင်းတာပေါ့ဒါပေမဲ့ကြောက်ရတာထက်တော့တော်ပါသေးတယ်"လို့ပြောလိုက်တာပါ။သူတရေတွေကိုကြောက်ရတာက "तू ဘလောက်လေးချင်ကန်းတွေပဲလှုပ်လို့ဘရာလောကသားတွေကိုဘာမှလှုပ်လို့မရဘူးလေ"လို့ပြောနေပါသေးတယ်။အဲ့ကျကီရီယူကဆူအိုးကိုဘာကြောက်လဲလို့မေးတာကြောင့်ဆူကဘာမှမကြောက်ဘူးလို့ပြောခဲ့ပါတယ်။ နီရဲကတော့သူလေးလာတော့ဆိုရင်ဇိုကနတ်တိုတွေကိုကြောက်တာပဲလို့ပြောလိုက်ပြီးဇိုကဇွန်ငင်းနေကြတော့တန်းသားတယောက်ကသူထွက်ဝဲဦးမယ်လို့ပြောတဲ့အခါဇိုကဇိုတားခဲ့ပါလိမ့်သူတို့ညင်းကုန်ဖြစ်နေကြတော့ဆာကူရာကကြည့်နေခဲ့ပြီးကြီးလိုက်တာကြောင့်ဒဒန်းလုံးနဲ့အံ့ဩသွားခဲ့ကဆာကူရာကလည်းသူ့ကိုဝိုင်းပြီးတော့စိုက်ကြည့်နေကြတော့ရှက်သွားခဲ့ပါလိမ့်အားကြောင့်တန်းသားတွေကကြားရကွာတားကြီးလို့ဆာကူရာကိုပိုးကြီးအောင်နတ်တိုဝဲပြီးတော့ဇိုကိုကျွေးရမယ်လို့ပြောနေခဲ့ကြပြီးကိုရွာကတော့ဒါတွေကိုကြည့်ကသဘောကျနေခဲ့တာပါအဲ့ချိန်ဦးမဲမီယာနဲ့နတ်စစ်သည်ကြီးတွေကရောက်လာခဲ့ပြီးတော့ဦးမဲမီယာကပါတီလုပ်နေကြတာလားငါတော့မခေါ်ဘူးဆိုပြီးတော့ ဝင်သွားဖို့လောက်တာကြောင့်ဟီရိုကီကဒီခါတော့ဝင်မပါဘူးတားလိုက်ရပါတယ်။သူတို့ရဲ့ညင်းနေကြတော့ဆာကူရာကအပြင်ကနေလှမ်းမြင်လိုက်ပြီးသူတို့နဲ့တူပါလာတဲ့ဇပင်အနီရောက်ကောင်မလေးတယောက်ကဆာကူရာကိုလက်ပြကာထွက်သွားခဲ့ပါတယ်။နောက်နေရောက်တဲ့ခါမှာတော့ကျောင်းစင်ကန်ဒီဦးမဲမီယာကခေါင်းမိုးတက်မှာအလုံးစုဝေးဖို့ခေါ်လိုက်ပါတယ်။ဒါကြောင့်ဆာကူရာကဘာကြောင့်ခေါ်တယ်ဆိုတာကိုစဉ်းစားနေခဲ့ပြီးတော့ဦးမဲမီယာကရောက်လာခဲ့ကဘာအကြောင်းမှရှိလို့ခေါ်တာမဟုတ်ဘူး။ဒါကကျောင်းစီကံပဲ။အူမဲမီယာကအတန်းတွေအစ်စ်နေမခွဲကြပဲတပတ်တခါအားလုံးစကားပြောမိတ်ဖွဲ့ဈေးကျင်တာဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ် တကယ်တမ်းကတော့အပင်တွေကိုကြွားတင်လို့ခေါ်လိုက်တာလို့ပြောပြခဲ့ပြီးတပတ်မှာဦးမဲမရတဲ့ဆူဂီရှိတာတို့ကအပင်တွေအကြောင်းတပည့်တွေကိုပြောပြနေခဲ့ပါတယ်အဲချိန်ဆာကူရာကတော့သမီးအနီနဲ့မမနဲ့တွေ့နေခဲ့ပြီးတော့ကောင်မလေးကစကားပြောလိုက်တဲ့အခါယောက်ျားတိုင်းဖြစ်နေတာကြောင့်လန်သွားခဲ့ရပါတယ်ကျွန်လည်းညဒီပိုင်းကြည့်နေအောင်တကယ်ကိုလန်သွားခဲ့တာပါဆာကူရာလည်းကျွန်တော်လိုပါပဲအသေးလန်းပြန်သွားတာပေါ့အဲချိန်နီရဲကရောက်လာခဲ့ပြီးတော့အကူမမဆူပါကီချန်လို့နှုတ်ဆက်လိုက်ပါတယ်ဆာကူရာကတော့ယောက်ျားကြီးလားလို့ပြောနေခဲ့ပြီးနီရဲကတော့မရိုင်းမှုနဲ့ဆူပါကီချန်ကဖူရင်ရဲ့နာမည်ကြီးလေးပါကောင်းဆောင်၄ယောက်ထဲကတယောက်ပဲလို့ပြောလိုက်ပါတယ် ။ဆူပါကီကတော့စိတ်မဆိုးပဲဆာကူရာကိုသပင်လေးကဖြူတစ်ဖက်အမဲတစ်ဖက်မျက်လုံးလေးကတစ်ဖက်စိမ့်တစ်ဖက်ွာအမဲချစ်စရာလေးလို့ပြောနေရကြအောင်ဆာကူရာလည်းဖင်ချင်းနေခဲ့ရပါပြီ။ဒါမဲ့တဖွဲ့တဲ့သားကြီးလည်းဖြစ်ယောက်ျားချင်းလည်းဖြစ်နေကြအောင်ဂေးနေမဂေးနေရဘာမှဖြစ်ပါဘူးလို့ပြောလိုက်ပြီးဘာကီကတော့နားလေပေးတဲ့ဆာကူရာကိုကောင်းလေးကလိန်မာလိုက်တာလို့ပြောကာပေါ့ပြိုင်နဲ့တက်ပုတ်နေခဲ့ပါလိမ့်။အန်နာမာရာဆူပါကီကသူ့ရဲ့လက်ထောက်တန်းကောင်းဆောင်အမွှာညီကိုရင်းနဲ့မိတ်ဆက်ပေးလိုက်ပြီးတော့အကြီးကောင်နာမည်ကတော့ဆေရီယူဆာဆာကီဖြစ်ကာအငယ်ကောင်ကတော့ဦးရီယူဆာဆာကီဖြစ်တယ်လို့ပြောပြလိုက်ပါလိမ့်။ အချိန်မှာပဲဦးမဲမယားကအရွက်ဆွပြုတ်လုပေးတာကြောင့်အားလုံးလဲတောက်ခဲ့ကြပြီးတော့စကားပြောနေကြတဲ့ဆူပါကီနဲ့ဦးမဲမယားကိုကြည့်ကဆူပါကီကဦးမဲမယားကိုကြိုက်နေမှခန်းစားမိတာကြောင့်လူရီယန်နီးကန်နေကြတာကိုမြင်ရှက်တက်တဲ့ဆာကူရာတယောက်လက်တွေတုံးပြီးတော့မျက်နှာကြီးလဲရဲတက်လာခဲ့ပါလိမ့်ဆူပါကီချန်ကတော့သူကဦးမဲမယားကိုသဘောကျတဲ့အကြောင်းအားလုံးရှိမှဝန်ခံခဲ့ပြီးတော့ဦးမဲမယားကတော့ဘာမှပြန်မပြောခဲ့ပါဘူးအဲနောက်မှာတော့ဆူပါကီနဲ့အမွာညီကိုတွေကသူတို့တွေသွားစရာရှိတယ်လို့ပြောကာထွက်သွားခဲ့ကြပြီးတော့ဆူပါကီကထွက်မသွားခင်မှာဆာကူရာကိုသူနဲ့တူဒိတ်လုံးချင်လားလို့မေးတာကြောင့် ကျွန်တော်စာကူရာပါထိတ်လန့်သွားခဲ့ရရင်းနဲ့ပဲဒီပိုင်းလေးကတော့လောက်နဲ့ဆုံးသတ်ထားခဲ့ပါရခင်ဗျာ။